ကုန်ကြစိတ်များသလောက်အကျိုးမထီရောက်ပဲနဲ့နောက်ပစ္စည်းပျက်စီးတတ်တဲ့အဆင့်ဒီဖြစ်တယ်အဲ့ဒါလေ high speed လေတဲ့ဟာတော်တော်များများဘူးသူကတရားလေးစီပစ်တာညွန်တတ်တယ်ကိုဆက်ကဘာ grade တော့အောင်လဲဆိုတာကိုကမှန်ကန်စွာဖြစ်တဲ့ကိုကမှဟုတ်တယ်တောင်းဝင်ရှိတယ်ပေါ့အခုကျွန်တော်တို့ဒီစက်ပစ္စည်းတွေအကြောင်းကျွန်တော်တို့စက်ရဲများတွေအကြောင်း ဟိုပြောမယ်ဆိုရင်ပေါ့နော်နောက်ထပ်ကျွန်တော်တို့မဖြစ်မနေထည့်သွင်းပြီးပြောရမယ်အဲကျွန်တော်တို့အကြောင်းအရာလေးလည်းရှိပါတယ်အဲ့ကောင်ကတော့ကျွန်တော်တို့ lubrication system အကြောင်းပေါ့နော်အဲအဲ့ဒါကြောင့်မလို့အကိုကြီးကျွန်တော်တို့ lubricant နဲ့ပတ်သက်ပြီးတော့လေနည်းနည်းဆွေးနွေးဝင်မြပြပါအောင်အကိုကြီးပြဟုတ်ဘမလိုအစဉ်ပြောင်းပြောမယ်ဆိုတော့ချောစီတွေပေါ့ဟုတ်ကဲ့ချောစီဟုတ်ကဲ့ချောစီတွေပရမာဆုံးစပြောချင်တာတော့အပြစ်ဆုံးဟာစပြောဟုတ်ကဲ့အပြစ်ဆုံးဟာဆိုအမဲစီပေါ့ ဟုတ်ကဲ့ Grace အမဲစီအမဲစီကိုလည်းသူကတော့ဟိုတိတိကျကျတော့ကိုလည်းအမဲစီထုတ်လို့သူမဟုတ်တော့အပညာရှင်မဟုတ်တော့လေတိတိကျကျတော့မဟုတ်ဘူးအကျမ်းပြင်းပေါ့လေအကျမ်းပြင်းလေးပြောပြဟိုသူ့နေရာနဲ့သူလိုက်ဖက်တဲ့ဥမာတစ်ခုဟိုပင်ဖို့ထိုးရမဲ့အမဲစီဆိုရင်ပင်ဖို့ထိုးပင်ဖို့ထိုးတဲ့အမဲစီကိုဘယ်ရင်လေးဟုတ်တော့မလားဘယ်ရင်လေးအလုံးလုံးမဲ့နေရာတွေကိုသွားထိုးရင်လည်းအဆင်မပြေဘူး ဒါကတော့ဟိုပုံမှန်လင်းလင်းပြောရရင်တော့ဒီ manual guide ကိုတခြားလိုက်နာပြီးတော့မှ तू ကဟိုဘာ lithium base ကိုသုံးတဲ့လားဘာဒါတော့ဒါ manual ရဲ့လမ်းညွှန်အတိုင်းလေးပဲအလုပ်စီချင်တာအဲ့အဲ့ဒါပါပဲဟိုလိုကြီးကတော့တိတိကျကျဟိုဘယ်နေရာတော့ဘာမဲစီထိုးပါဘယ်နေရာဘာမဲစီကိုက ဟိုထုတ်လို့သူလည်းမဟုတ်ရောင်းချတယ်လည်းမဟုတ်ဆိုအချမ်းမြင်းလေးတော့ပေါ့လေအဲအဲအဲ့လောက်တော့ပြောပြောခြင်းပါလေဟုတ်ကဲ့အမေစီမှာကျတော့ကိုကြီးသူ great ဒီအများကြီးရှိတယ်ဟုတ်တယ်ဘာ base ညာ base ပေါ့လေအဲအခြေခံထုတ်လို့ထားတဲ့ဟိုဟာကြီးအများကြီးရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲဒါပေမဲ့အဲ့လိုရွေးချယ်အဲအဲ computer ပို့လို့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါတော့ OMN နေမှာအပြည့်စုံညွှန်းထားတာရှိတတ်ပါတယ်ရှိတတ်ပါတယ်ဟုတ်ကဲ့အဲဘုတ်တွေဘာတွေထိုးဖို့ဆိုရင်ဘယ်လိုအခြေခံထုတ်ထားတဲ့ message ကို သုံးပါ အဲဘောဘယ်ရင်နေဥပမာတကူဆွင်းဘယ်ရင်ကြီးပေါ့လေဆွင်းဘယ်ရင်ကြီးနေဆိုရင်အဘယ်ဘာနဲ့ခြေခံထားတဲ့အမဲဒီကိုသုံးပါဟုတ်ကဲ့နောက်ဂီယာသွားကြီးတွေပေါ့ဟုတ်ကဲ့အထူးသဖြင့်တော့ဒီဆွင်း drive ကဆွင်း reduction ဂီယာထွက်လာတဲ့အောက်ကဂီယာကြီးနဲ့ဘယ်ရင်ဆွင်းခွေကြီးနဲ့ချိတ်ပြီးတော့လဲတဲ့နေရာမှာသုံးမဲ့အမဲစီဆိုဘလို့ပေါ့ရဟုတ်အဲအဲ့ဒါလေးတွေပေါ့ဟိုအဲ့ဒါလဲအနည်းများလဲဟိုအရင်ကိုစောစောထွေး စင်တခုထဲမှာလဲပါတော့ပါသွားပါ යි ဟုတ်ကိုလည်းကြည်လိုက်ဦးလေဟုတ်ကဲ့လိုအပ်ထားတဲ့ပုံမထဲမိပေါ့လေဟုတ်ကဲ့ဟိုကုန်ကြစိတ်များသလောက်အကျိုးမထီရောက်ပဲနဲ့နောက်ပစ္စည်းပျက်စီးတတ်တဲ့အဆင့်ကြီးဖြစ်တယ်လို့အဲ့ဒါမျိုးလေးအဲ့ဒါတော့အမဲစီပေါ့လေဟုတ်ကဲ့နောက်ဂီယာဝိုင်းဟုတ်ကဲ့ဂီယာဝိုင်းလည်းဒီလိုပဲဟိုစက်မောင်းလမ်းညွန်စက်မောင်း OMM ပေါ့လေဟုတ်ကဲ့ Operation Maintenance Menu ရဲ့လမ်းညွန်တဲ့အတိုင်းဂီယာဝိုင်း ဥပမာတစ်ခု final drive ဆိုရင်သူလမ်းညွှန်တာ90စီလားဟုတ်ကဲ့เนาะ engine wire လားဟိုကက်တာဗီလာဆိုရင်တော့သူကသူက drive ဒီအတွက်ဆိုရင် swing drive final drive အဲ့အတွက်ဆိုရင်သူက90စီပတ်လဲသုံးလို့ရတယ်ဟုတ်ကဲ့ command suit ဆိုရင်တော့သူက40စီ50စီ engine wire ပဲဟုတ်ကဲ့အဲ့လိုညွှန်းတယ်ကြံတဲ့ဟိုဘောလိုဘိုးတို့ဆူမီတိုမိုတို့ဟီတာချီတို့အများစုကတော့ gear wire gear wire ညွှန်းတယ် ။ရောင်ဝိုင်း60စီလောက်ပေါ့လေ။ဟုတ်ကဲ့။အဲ့လောက်ဆိုရ။ဟုတ်ကဲ့။ तू ကညှိုးတဲ့အတိုင်းပဲသုံးတာတော့သုံးသင့်တယ်။ဟုတ်ကဲ့။ဟုတ်။ तू ကမလို့အပဲဥပမာတစ်ခုပြောရမယ်သူ60စီညှုံထားတဲ့ဟာကို140စီပေါ့လေ။ထည့်သုံးတယ်ဆိုရင်တို့ဒီ gear တွေ bearing တွေဒီဇိုင်းလုပ်ထားတာကဒီ60စီပဲနှစ်နှစ်ဆက်ဆက်ဝင်ရောက်နိုင်တဲ့ clear တဲ့မျိုးနဲ့လုပ်ထားတာမျိုးကို140ဒီအပြည့်လေးကောင်းနေပဲဆိုတော့140 ထဲရရင်လဲသူကဒီသူ့ရဲ့တခုနဲ့တခုကြားတွက်ချက်ဟုတ်ကဲ့တိဆောက်ထားတဲ့အကြိုကြားလေးတွေကိုကြတော့စီပြစ်လုံးရင်လဲနှစ်နှစ်ဆက်ဆက်ဆိုစီကမရအနဲ့မရောက်နိုင်မရောက်နိုင်ဟုတ်ကဲ့မရောက်နိုင်ဘူးအဲတခုရှိသေးတယ်တ140ကိုညွှန်ထားတဲ့နေရာမှာကြလဲ high speed လဲတဲ့ဟာတော်တော်များများဘူးသူက140စီပြစ်တာညွှန်တတ်တယ်ဟုတ်ကဲ့အဲ့ဒါမျိုးကိုတခါစီကျဲတဲ့ဟာထည့်ပြရင်လဲ အဆင်မပြေတတ်ဘူးဟုတ်ကဲ့မြန်မြန်ပုံစားလွှဲတတ်တာပေါ့လေဟုတ်ကဲ့အဲဒါကြောင့်မို့ဆက်မောင်းလမ်းညွန်နောက်သုံးဆွဲသူလမ်းညွန်စာအုပ်စရန်းနေမှာပါတဲ့လမ်းညွန်တဲ့အတိုင်းတော့စီဒီကီယာဝိုင်းကိုလည်းအဲ့လိုတော့သုံးသင့်တယ်လို့အကြံပြုချင်ပါတယ်ဗျဟုတ်ကဲ့ဟို generally ပေါ့ဗျာ generally ပဲပြောဟိုတိတိကျကျတော့တချို့ကလည်းကရာဘီလာလည်းတစ်မျိုးဟုတ်ကဲ့ဘောလဘောကတစ်မျိုးဆူမီတိုဘောကတစ်မျိုးကိုမတ်ဆူကတစ်မျိုးဆိုအမျိုးမျိုးညွှန်ကြတာတွေရောရှိတာအဲ့ဒါကြောင့်မို့ ဟို generally ပဲခြုံပြောခြင်းပါတယ်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်အဆက်ဖွဲ့စည်းပုံတိဆောက်ပုံတွေအရဟုတ်တယ်တူကြတော့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲကိုယ်ဆက်ကဘာ grade တော့အောင်လဲဆိုတာကိုကမှန်ကန်စွာဖြစ်တဲ့ဘောကကို့မှာဟုတ်တယ်တာဝန်ရှိရှိတယ်အဲအဲ့ဒါကတော့ OMN ကိုလေ့လာတည်တည်ခြားခြားဂဂနာနာလေ့လာဖတ်ရှုဖို့လိုတော့ဗောဗျာဟုတ်ကဲ့အဲနောက်ပြီးတော့ gear wire ပြီးရင် hydraulic wire ဟုတ်ကဲ့ hydraulic wire လဲသူက ကျွန်တော်အများစုနားလဲတာက hydrolyze ဆိုတော့တွန်းဖို့လဲဖို့ဒါတော့ပဲမဟုတ်ဘူးသူကတွန်းမဲ့လဲမဲ့ဆိုတဲ့အစိတ်ပိုင်းနေချောချောမွတ်မွတ်ဟုတ်ကဲ့လဲပတ်အောင်နောက်ရွေရှားအောင်ကသူကသူလဲချောစီတဲမှာအကျုံးဝင်တာပဲ hydrolyze လဲအကျုံးဝင်တာပဲအဲ့ဒါကြောင့်မို့သူကလဲအဲဆက်ထုတ်လို့သူရဲ့လမ်းညွန်မှုအတိုင်းပဲသုံးရမှာဗျဟုတ်ကဲ့ဟိုအများစုကတော့ ဟိုအများစုအပြင်မှာပြောနေအား68 60မဟုတ်ဘူးပြသူနေရာနဲ့သူပဲသူထုတ်လုံးသူက46ညွန်းနေဆိုရင်46ကိုသုံးအောင်ဟုတ်ကဲ့ဟိုဘဟိုးတွေဒီ excavator တွေဒီဝီလုတ်တာတွေတော်တော်များများဆက်ရန်နေ heavy equipment တွေကတော့တော်တော်များများကတော့32ထိသုံးတာမရှိပါဘူးโอเค32ဆိုတော့လည်းရှိသေးအဲ့ဒါကျတော့မော်တော်ကားတွေမှာ power steering စီဆိုတော့လေ30စီဆိုပြီးတော့လည်းပြောကြတယ်အဲအောင်32โอเคအဲကျွန်တော်ဆက်ရန်တရားတွေအတွက်ဆိုရင်တော့ 46 68ဆိုပြီးတော့တုံးကြတယ်ဟုတ်ကဲ့အဲ့ဒါကလည်းပြောရတော့သူထုတ်လို့သူကသူဒီဇိုင်းလောက်တာတဲ့အတိုင်းပဲ CO ကျွန်းညွန်ပါပဲဟုတ်ကဲ့ခင်ဗျဟိုကိုတီးတလောက်ပြောမှာဆိုရင်အဲဘောလဘိုတို့ဒီကတာဘီလာတို့ဆိုရင်သူက68ညွန်တယ်ဟုတ်ကဲ့ဆူမီတိုမိုနောက်ပြီးတော့ဟီတက်ချီလားမသိဟုတ်ကဲ့အဲအဲ့ဒါဆိုရင်တော့ तू က46ညွန်းတယ်ဟုတ်တယ်နော်46ညွန်းတယ်ဟုတ်အဲ့ဒါတော့ तू သူတို့ထုတ်လုပ်တဲ့အတိုင်းပဲ तू ဒီဇိုင်းအရာ ဘာစီသုံးသိနေဆိုတာမျိုးဒါလမ်းညွန်တာဟုတ်ကဲ့လမ်းညွန်တဲ့အတိုင်းပဲသုံးသိပါတယ်ဟုတ်ကဲ့ပါအဲတခုချွင်းချက်နေနဲ့ပြောရတော့သိတ်ဆက်အိုဟောင်းသွားပြီဆိုပြရင်တော့လေ68ကဘယ်ဆက်သုံးသုံးအဆင်ပြေတတ်ပါတယ်ဗျဒါတော့အထွေထွေရပြောတာပါဟုတ်ကဲ့မှားရင်လည်းမှားမယ်မှန်ရင်လည်းမှန်မယ်ဒါကတော့ပုံမှန်လေးလေးဝန်ခံပါတယ်ဒါကိုအထွေထွေရပြောပြတာဟုတ်ကဲ့ပါဒါဟိုလိုအပ်ခဲ့တယ်ဆိုရင်လည်းအောက်ကကွန်မန့်မှာဟိုကြီးစုသူနေနဲ့ ပါဝင်အကြံပြုပါအောင်လို့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါအခွင့်ခင်ဗျဟုတ်ကဲ့ဟုတ်ရောဂါအံပိုးတွေနဲ့ရောဂါရှက်တွေနဲ့ပုတ်လဲနေအဲပုတ်လဲနေတဲ့နေရာတွေကအနည်းနဲ့များလို့ဆိုအမှောင်လေးတွေထွက်နောက်ပြီးကူးလင်းဟုတ်ကဲ့ကူးလင်းလည်းလုပ်ပေးတယ်အင်ဂျင်ဝိုင်ကရီယယ်ပါဝါ the power of achievement